ကျွန်တော်လည်းဒီရဲ့ပိုင်းနေပါစင်တဲ့ကိစ္စလေးတွေရှိတာနဲ့ပျောက်နေတယ်။သိရတယ်မယ်ဗျာ။အခုအချိန်တွေကိုတော့ခင်ဗျားတို့လည်းခံမန်းမိကြပါပါ။ဒါနဲ့ခင်ဗျားတို့လည်းအစဉ်ပြေကြရလားဗျ။ကြိုးစားကြပါ။ကဲအဲ့ဒါဆိုရင်လိုရင်းကိုပြောမယ်။လာမယ့်20ရက်နေ့ညပဲပြောရမလား။21ရက်နေ့မနေ့ပဲပြောရမလားမသိတဲ့နေ့မှာပေါင်စင်မကြေပွဲတပွဲရှိတယ်။အော်တိုဘာလ12ရက်နေ့2024တုန်းကပေါင်စင်လောကမှာအကြီးမားဆုံးပွဲတွေတဲကတပွဲကို sorry မှာကျင်းပခဲ့တယ်။အာတာနဲ့ vivo တို့ပွဲပါ။ အားလုံးမှတ်မိကြမှာပါအဲ့ဒီပွဲရဲ့အန်တာကတ်တွေကလည်းတော်တော်လေးကိုမြင်မြန်ဆက်ဆိုင်နဲ့ထည့်သွင်းကျင်းပခဲ့ပါတယ်ပွဲကောင်းဒေကြီးပဲပါခဲ့တဲ့ပွဲတွေပေါ့ဗျာအဲ့မှာအငင်းပွားစရာတခုဖြစ်ခဲ့တယ်ဘန်ဂျမန်ဝေါ်တိတ်ကနဲ့လီယန်ကမ်ပနိုတို့ပွဲပါဖြစ်စဉ်ကတိလို့ဗျအားလုံးကဘန်ဂျမန်ကိုပဲထင်ချင်းပေးထားကြတယ်ပေါ့ကြီးကလည်းဆယ်စားဝင်းကျင်လောက်ထိတောင်းကွာတယ် ုံရိပ်လည်းမြင့်တယ်လို့ social influence ကလည်းရှိတော့ dancing style နဲ့ထိုးသက်တယ်ဆရာသမားကစင်ပေါ်ရပဲပွဲတင်မှာလည်းဗဂျမန်ကအစပိုင်းတော့တာပါတယ်ဒါပေမဲ့ရှေ့ပွဲတွေကလို့လှုပ်ချင်တိုင်းတိတ်လှုပ်လို့မရဘူးကြောင်အကျွက်ကိုကစားသလိုဆော့တဲ့ပုံစံနဲ့သူဆော့လို့မရခဲ့ဘူး။လီယန်ကမာဂုံနဲ့စပိုင်းရှိတော့ ရင်ထိုးတဲ့အခါသုံးချက်တစ်ချက်ရင်ထိုးတယ်။တစ်ချက်ပဲထိတယ်ထိချက်တွေကဘန်ဂျမန်ကိုနည်းနည်းပြလာစေတယ်။ဒီလိုပြောတော့ဘန်ဂျမန်ကလုံးဝနိုင်သွားတာမျိုးလည်းမဟုတ်ပြန်ဘူး။ဘောင်းစစ်အမှတ်ပေးစီမင်းစီကန့်အရဆိုရင်9.2%ထိချက်အသာနဲ့ဦးဆောင်ထားနိုင်တော့မယ်။အမှတ်ရဆိုရင်တော့နိုင်နေသေးတယ်ပေါ့ဗျာ။ဒါပေမဲ့ clean shot ပိုင်းနဲ့ပွဲရဲ့တန်ဖိုးကိုဆွဲတင်သွားတဲ့အပိုင်းတွေကြတော့လင်ရင်ကပြန်အားတာနေတယ်။ဆိုတော့ပရိသတ်တွေကြားမှာသူတာတယ်ငါတာတယ်ဆိုတဲ့ဒုက္ခလေးဖြစ်လာတယ်။ ငါကြီးအရောက်မှာဗန်ဂျမန်အကွက်တွေပျောက်လာတယ်။တက်လုံးပိုင်းလည်းကျလာတယ်။လင်းငါထပ်ပြီးတော့ကက်ကက်ပြီးဆွဲချတဲ့ညာလက်သီးတွေကိုထိအောင်ထိုးနိုင်လာတယ်။ဗန်လုံးဝပြလာပြီ။ငါကြီးပြေဖို့စက္ကန့်ပိုင်းအလုံးမှာတယောက်နဲ့တယောက်နဲ့ clinch ကနေတွန်းနေရင်းနဲ့ကျောင်းဝိုင်းပေါ်ကနေလိမ့်ကျသွားတယ်။ကျသွားတာကတော့တကယ်အမှန်ပါ။ဒါပေမဲ့ကြားပုံကြာနီးအရောက် injury အရန်ရသွားမဲ့ပုံမပေါ်ဘူး။လူတွေကအရေးကြုံလာတဲ့အခါအလိုလျောက်တုံ့ပြန်နိုင်ကြတယ်။ဥမာ ငွေတကောင်ကိုရုတ်တရက်မြင်လိုက်တာနဲ့၄ဘီကျော်လောက်ထခုံမိရဲ့ပုံစံမျိုးမလေးကျင့်ထားတဲ့လူတယောက်အတွက်၄ဘီလောက်ခုံဖို့ဆိုတာမလွယ်ပါဘူးဒါပေမဲ့တကယ်တမ်းအသက်အန္တရာယ်ကြုံလာတဲ့အခါမျိုးတွေလန့်သွားတဲ့အခါမျိုးတွေမှာဆိုရင်လူရဲ့ brain nerve hormone တွေရဲ့အလိုလျောက်တုံ့ပြန်မှုနဲ့အဲ့လိုမျိုးမထင်မှတ်ထားတဲ့ movement တွေကိုလုံနိုင်ကြတယ်တိတိကျကျလေ့ကျင့်ထားတဲ့ professional တွေဆိုရင်အဲ့ပိုင်းကပိုလို့တော့ပြောစရာကိုမလိုတာပါဆိုလိုချင်တာကကိုယ့်အတွက်ထိခိုက်မှုအနည်းဆုံးအနေထားကို ကိုမတိလိုက်ခင်မှာပဲအုံနောက်ကခိုင်းပြီးတော့အလိုက်တဲ့အလိုလျောက်နဲ့ထိခိုက်မှုအ ਨੇ စုံအနေထားကိုပြောင်းလဲပြီးတော့ပြုတ်ကျသွားစေမှာပါ။ဗန်နဲ့လေရင်ကျသွားတဲ့ပုံစံကထပ်ပြီးမထိုးနိုင်လောက်တဲ့အနေထားမျိုးတော့မဟုတ်ဘူး။အဲ့ဒီဘွဲကိုကျွန်တော်ကိုယ်တိုင်လည်းလိုက်လွင့်ခဲ့တော့တိတိကျကျမှတ်မိနေတယ်။သူ့အကူလူတွေကပြန်ထခိုင်းတဲ့ခါမှာဗန်ကသူ့ဆက်မစုံနိုင်တဲ့ပုံစံမျိုးလုပ်ပြတယ်။ဖနက်ကိုချွတ်လိုက်တဲ့အချိန်ဘောင်းစင်ရှူးချွတ်လိုက်တဲ့အချိန်မှာလည်းညာဘက်ချစ်ချင်းဝက်ကနည်းနည်းလေးကောက်နေတယ်။လယ်နေတဲ့သဘောမျိုးဖြစ်နေတာကိုသတိထားမိတယ်။ ဆိုတော့ပြုတ်ကျတဲ့အနေထားအရာလဲချစ်ချင်းဝင်လဲနိုင်ဖို့ကမဖြစ်နိုင်ဘူးပွဲတွင်းမှာသူ့ဘာသာသူချစ်ချင်းဝင်လဲသွားလို့အခုဖြစ်ရကိုခုတုံးလောက်လိုက်တာလဲဖြစ်နိုင်ခြင်းရှိနေပြန်တယ်နောက်တစ်ခုကကြောတန်ရရသွားတယ်လို့လဲပြောပြန်တယ်ဒါလဲဖြစ်နိုင်ခြင်းနဲတာပဲ upside down ကျတဲ့အနေထားအရာကြောရုပ်ကိုထိနိုင်ခြင်းကလဲနင်းနေပြန်တယ်အဲ့ဒါနဲ့ပဲကြိုးဝိုင်းတိုင်း referee ကပွဲပြတ် disqualification ပေးရမယ့်အစားတရေပေးလိုက်တယ်ရဇကြီးကလည်းစားတယ်ပုံမှန်ဆိုရင်ကစားသမားတွေကဒီလိုဖြစ်သွားတဲ့အခါမှာဆိုရင် disqualification ပွဲပြက်ဆိုတာဖြစ်ကိုဖျက်မဲ့အနေထားမှာအမတ်ကိုပြန်ရီပြီးတော့ draw ပေးလိုက်တာတော်တော်လေးတော့စားတယ်ဗျ။ဘန်ကိုကျွန်ဝိုင်းထဲကနေခေါ်ထုတ်သွားပြီးနောက်ရက်မှာ wheelchair ပေါ်မှာတွေ့ရတယ်။သုံးရက်မြောက်နေ့မှာလမ်းပြန်ရှောင်းနေပြီ။အဲ့ဒီမှာပြဿနာကြီးကြတာ။လီယန်တို့ဘက်ကဒီကောင်ရှုံးတော့မှတီးလို့တသက်ညံစင်တာပြုတ်ကျတဲ့ပုံစံနဲ့သူပြောတာတွေနဲ့ကဘလို့မှမဖြစ်နိုင်ဘူး။လက်မိုင်းမကတ်ဘူး။စောက်ကြောက်ပါကွာဆိုပြီးတော့စဖြဲတော့တယ်။အမှန်တမ်းဝေခံရရင်ကျွန်တော်ရဲ့သုံးသက်ချက်မှာလည်း အဲ့လိုမျိုးတော့ထင်တယ်ပြုတ်ကျတဲ့ပုံစံအရာတော့ဘန်ပြောသလိုမျိုးမဖြစ်နိုင်ဘူးတကယ်ဖြစ်ရမယ်100%ဖြစ်ရမယ်ကတော့ကာယကရှင်ကိုယ်တိုင်ပဲသိလိမ့်မယ်သိကြတာကတော့ဒီဘွဲကတမန်ရိုးကြမဟုတ်ဘူးတခုခုတော့မားနေတယ်သုံးကြည့်နောက်ပိုင်းမှာကြာလာတာရဲ့ full word တွေမမှန်တာရဲ့ကြောင့်ချော်လဲရော့ထိုင်လှုပ်လိုက်တာလေဖြစ်နိုင်ချိန်မြင့်နေတယ်ကစားသမားတွေကနာမည်ပြက်ရင်လစ်တာပဲစပွန်ဆာတွေကလက်တွဲဖြုတ်မယ်စာချုပ်တွေရက်မယ်ဝင်းမွေထိခိုက်မယ်ပရိသတ်တွေရဲ့တိုက်ခိုက်မှုကိုလည်းခံလာရမယ် အဲ့တော့ဗဂျမန်ဘက်ကလည်းသူမန်တဲ့ပုံစံနဲ့ပြန်လုပ်ပြရတယ်။ဘောင်းဆိုင်ဖန်တွေကမကျေနပ်ကြဘူး။ကစားသမားတွေကိုကင်ထားတဲ့ promotion တွေအနေနဲ့အကောင်းဆုံးဖြည့်ရှင်းနည်းကတော့မကျေဘွဲကိုပြန်တယ်ပေးလိုက်ရတာပဲ။အဲ့ဒါကြောင့်မို့လို့လေဒီဘွဲပြန်ဖြစ်လာရတာပါ။ဒါပါပဲ။အရင်ဘွဲနဲ့မတူတာကအခုတစ်ခေါက်ကခေါင်းဘွဲထိုးရတာပါ။အင်္ဂလန်စံတော်ချိန်ည10:00နာရီခွဲဝင်းကျင်ဖြစ်မယ်။မြန်မာနဲ့ဆိုရင်တော့21ရက်နေ့မနက်3:00နာရီဝင်းကျင်ဖြစ်နေမှာပါ။အဲ့တော့အေးအေးပြတ်ပါမယ်။ ကျွန်တော်အဲ့ပွဲကိုတော့ line လွှင့်ပေးမှာပါထားမကြည့်နိုင်တဲ့လူတွေကတော့မနက်ဖြန် Telegram မှာဝင်ကြည့်ပေးကြပါဗျာပေါ့ကြီးမှာဘန်ကို1.36လီယန်ကို3.49ဖောက်ပေးထားပါတယ်အရင်ပွဲထက်ဆိုင်ရင်တော့ကြေးပေါက်ကတော်တော်လေးကိုနှိစက်သွားတယ်ဆိုတော့ကြေးပေါက်ကိုတော့လက်ခံပါတယ်ဘန်ကဒီပွဲအတွက်နီးပြအစ်စ်ငားပြီးတော့ကိုပြင်တက်မှာတိတိကျကျလက်ကျင့်နေတယ်လို့လီယန်ကလည်းဘန်ကိုတိတိကျကျသိနေပြီမဟုတ်လို့ ဒီဘွဲကတော့အလဲကြီးပဲထိုးမယ်ဆိုပြီးပြောနေပါတယ်။ဘသူကတော့ပြောတဲ့အတိုင်းလုပ်ပြနိုင်မလဲဆိုတော့ကတော့စောင့်ကြည့်ရပါမယ်။ဟုတ်ကဲ့ကျွန်တော်ညောတာပါ Channel MSN ပါတနင်္လာနေ့မနက်ကြရင် Telegram မှာတွေ့ကြရအောင်။တတ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSNYH ကိုသုံးပါ